Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာကအမ် collective reading နောက်တစ်ခုထပ်လုပ်ပေးမယ် collective reading ဆိုတော့ချိန်ကြတော့ပိုင်းရွေးစရာလည်းမလိုဘူးဒါ energy ကြိုက်တဲ့လူတွေကအစအဆုံးနားထောင်ပြရမယ်ပေါ့နော် အဲ့တော့ချိန်ကျတော့ collateral reading မျိုး love story အချစ်ဆန္ဒပေါ့နော်1 2 3ဆိုပြီးတော့မှကျွန်မလုတ်ပြီးရပေါ့နော်အဲ့ဒါကလေ1 2 3ရတော့အဆက်ဆက်တော့ဆက်ဆက်မှုတော့ရှိမှာမဟုတ်ပေါ့နော်ဒါပေမဲ့အချစ်ဆန္ဒဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုလေနာမည်ကထပ်နေမှာဆိုလို့ကျွန်မ1 2 3ဆိုပြီးတော့မှပေးမှာပေါ့ပေးလိုက်တာပေါ့နော်ပထမ အပိုက်တုံးက1ဆိုပြီးတော့မှပေးထားပါဘောเนาะရှေ့မှာလည်းအဲ့လိုမျိုးသင်ရဲ့ချက်ဆက်လန်းဆိုပြီးတော့မှလေအဲ့လိုတွေရေးခဲ့တာဆိုခေါင်းစဉ်တွေအထက်နေပါဘောเนาะ energy ယူမှာကျတော့ဟို story အဆက်ဆက်သွားတာမျိုးမဟုတ်ဘူးเนาะအဲ energy ယူမှာကျတော့အဲ့လိုမျိုးဒီအခုဒီမှာဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်နေရဆိုလို့ရှိရင်ရောပေါ့နော်အဲ့လိုလူတွေကအများကြီးရှိရအများကြီးရှိရဆိုချင်ညာတယောက်နဲ့တယောက်စတိုရီတွေကလည်း မတူနိုင်ဘူးပေါ့နော်အဲ့တချိန်ကျတော့အများကြီးဥမာလူတရာရှိရဆိုလို့ရှိရင်တရာတွေကအဲဘလောက်ထိကိုက်ညီနိုင်လဲပေါ့နော်အဲ့လိုမျိုးအဲ energy ယူပြီးရောမှလေဖတ်တာဆိုချိန်ကျတော့ story တပုံးမှကိုက်တယ်ဆိုနောက်တပုံးမှကိုက်ချင်မှလည်းကိုက်မှာပေါ့နော်အဲအဆက်အဆက်တော့မရှိဘူးနော်အဲ့လိုမျိုး1 2 3ဆိုတာကျတော့ကျွန်မကြိုးပြောထားတာပေါ့เนาะအဲ့လိုမျိုး1 2 3ဆိုတာတော့အဲ့လိုမျိုး series နဲ့သွားတာမဟုတ်ဘူးပေါ့เนาะအဲ့ဒါကျွန်မအိုက်ထဲမှာ အဲ story တခုထဲမှာပြောထားတဲ့အစလန်းပေါ့နော်အဆုံးထိဘာဖြစ်မဲ့ဘာဖြစ်မဲ့ဆိုတော့ဒါတော့တော့ဒီမှာမြင်တဲ့ဥစ္စာဥကြူပြီးတော့မှခံမှန်းပြီးတော့မှ အဆုံးသက်ကိုပြောပြထားပေါ့နော်ဘလို့ဖြစ်နိုင်တယ်ဘလို့ဖြစ်နိုင်တယ်ဆိုတဲ့ဥစ္စာလေအဲ့တော့အခုဒီနေ့နောက်ထပ် collateral reading တခုထပ်လုပ်ပေးမယ်ပေါ့နော်ဒါလည်းနောက်ထပ် energy မကိုက်သေးတဲ့လူတွေရောပေါ့နော် energy ကိုက်ပြီးသားလူတွေလည်းပြန်ကြည့်လို့လည်းရပါတယ်ပေါ့နော်အဲ့တော့နောက်ထပ် စတိုရီတစ်ပုဒ်ကိုထပ်ကြည့်မယ်နော်နောက်ထပ်အချက်အချက်ရေး quality reading ပေါ့နော်အချက်ဇာတ်လမ်း quality reading ကိုထပ်ကြည့်မယ်နော်အဲဆိုရင်စလိုက်ကြမယ်နော် Knight of Cup Two of Wands ့ဒါလေတစုံတယောက်ကတစုံတယောက်ပေါ့နော်လူလေးလူတယောက်ကပေါ့နော်လူတယောက်ကအဲလူနှစ်ဦးရှိမယ်ပေါ့နော်လူနှစ်ဦးရှိမယ်တယောက်ကကြတော့အဲကမ်းလန်းတစုံတစ်ခုကိုကမ်းလန်းလာတဲ့ပုံစံမျိုးတွေ့တယ်နောက်တယောက်ကကြတော့သူကလေအဲ့ဒီသူရဲ့စန့်ကျင်ဘက်ဖြစ်နေနော်အဲ့ဒီသူရဲ့စန့်ကျင်ဘက်ဖြစ်နေပြီးတော့မှသူကလည်း တက္ကရာတစ်ခုခုပေါ့နော်တစ်ခုခုကိုသူကလည်းမျော်လင့်စစားနေတဲ့လူတယောက်ကိုတွေ့တယ်နော်အဲတစ်ဖက်မှာလာပြီးတော့ပေးတဲ့လူရှိတယ်နောက်တစ်ခုကကျတော့မျော်လင့်စောင့်စားနေတဲ့လူတယောက်ရှိတယ်နော်အဲ့တော့ဒီ region ကိုကြည့်ရတဲ့သူတွေထဲမှာပေါ့เนาะ အန်ဒီရီဂျီကိုကြည့်ရတဲ့သူတွေထဲမှာတဖတ်သူ ਆ ပဲဖြစ်ဖြစ်တဖတ်သူ ਆ ပဲဖြစ်ဖြစ်အခုကြည့်နေတဲ့သူ ਆ ပဲဖြစ်ဖြစ်ပေါ့နော်အန်စတင်ပြရတဲ့လူတခုခုတင်ကြားတဲ့လူပေါ့နော်တင်ကြားတင်ကြားပေးတဲ့တင်စားပို့ချပေးတဲ့လူအဲ့လိုမျိုးပေါ့နော်တခုခုတင်ပေးတဲ့သူပေါ့နှစ်ယောက်ထဲကနော်တစ်ဖက်မဟုတ်တစ်ဖက်ကအဲ့လိုမျိုးတွေပါဖို့ရဖြစ်နိုင်တယ်နော် နိုင်တော့ပနကအဲ့ဒါလေဒီမှာကျမဘာမြင်လဲဆိုကြတော့တယောက်ကကန်းလန်းနေနော်တယောက်ကကန်းလန်းနေတယောက်ကမြုံလင့်နေဒါပေမဲ့ဒီအဲ့ဒီအရာကနည်းနည်းလေးသူတို့နှစ်ယောက်ကလွဲချော်နေနော်သူရချင်တဲ့အချိန်နဲ့ရချင်တဲ့အချိန်နဲ့ အပေးနေတဲ့အချိန်ကလေလွဲနေတယ်။နော်ဥမာရေးစားချိန်မှာရေးရမရဘူး။အဲအဲ့လိုမျိုးပေါ့နော်။ဟိုပြန်ညင်းတဲ့အချိန်နဲ့ပေးပေးတဲ့အချိန်နဲ့ကလေနည်းနည်းလွဲချော်နေတဲ့သူလေးတွေဖြစ်နေမယ်နော်။ဒီလိုတောင်ကြည့်နေတဲ့လူတွေမှာအဲ့လိုမျိုး energy မျိုးကျွန်မခံစားရတယ်။နော်အဲ့ဒီတော့ balance ဖြစ်ဖို့လိုတယ်ညီမျှဖို့လိုတယ်နော်။အဲ့တော့ချိန်ကြတော့လွဲ ်ဒီထဲမှာကြည်နေသူကလည်းအဲ့လိုမျိုးပေါ့နော်ကာယကံရှင်ကိုယ်တိုင်လွယ်ချော်နေသူဖြစ်တယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှမလွယ်အောင်တော့ပြန်တည့်ဖို့တော့လိုရပေါ့နော်အဲ့လိုမျိုးလေးပြောချင်တယ်ဟုတ်ပါတယ်အဲ့ဒါကြောင့်မို့လို့တဲ့နော်ခွင်းတော်ဝမ်းအဲ့ဒါကြောင့်မို့လို့လေဟိုသူလိုလူတယောက်ကပေါ့နော်ကိုလိုချင်တဲ့ချိန်မှာလိုရာမရလာဘူးဆိုလို့ရှိရင်ဒီကြာလို့ရှိရင် အစိတ်ပြတ်တာမျိုးပေါ့နော်ခဏခဏစိတ်ဆိုးစိတ်ကြောက်တာမျိုးခဏခဏစိတ်ဆိုးစိတ်ကြောက်တာမျိုး ဖြစ်ပြီးရောမလေးအဲ့ဒီ relationship ကလေပြတ်လို့နေပါအောင်ဖြစ်နေနော်ဘာလို့လဲဆိုချင်ညာလေအဲ့လိုမျိုးကတော့ဆင်ပြင်းညာပေါ့နော်အဲ့တော့လေပြောချင်တာကဒီဘက်ထဲမှာအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာဘယ်ဘက်ဘယ်ဘက်ကဖြစ်မလဲတော့မသိဘူးပေါ့နော် တဖက်ကထားပါတော့ကိုယ့်ရဲ့ရည်စားနော်ကိုယ့်ရဲ့ရည်စား relationship situationship ဒါအကုန်လုံးအကျုံးဝင်နေပေါ့နော် crash တော့မပါဘူးပေါ့နော်အဲ့လိုမျိုးပတ်သက်နေရလူအဲ့လိုမျိုးဆက်ဆက်နေရလူပေါ့နော်အဲ့လိုမျိုးဆိုချင်ကြတော့တဖက်ကသူကလွယ်နေတယ်နော်သင်တို့ဘက်ကလွယ်ရလည်းဖြစ်ရှင်ဖြစ်မယ်ဒါမှမဟုတ်ရှင်နောက်တစ်ဖက်ကလွယ်ရလည်းဖြစ်ရှင်ဖြစ်မယ်နော်လွယ်နေဘယ်လိုလွယ်နေရလဲဆိုချင်ကြတော့ ထားပါတော့ဥမာတွေ့ရှင်နေเนาะသူတယောက်ကတွေ့တစ်ဖက်ကလူကတွေ့ရှင်နေဆိုလို့ရှိရင်အဲ့ဒီလူကမအားတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် အချိန်မပေးတာပေါ့เนาะအချိန်မပေးတာလားလျှင်လျှင်ရှူတာလားတခြားအဲတခြားအရာတွေကိုပဲအရေးပေးနေရလားပေါ့เนาะအဲ့လိုမျိုးပြီးတော့လို့ရှိရင်ကိုတွေးချင်တဲ့ချိန်မှာတွေးမယ်နော်အဲ့လိုမျိုးသူတွေးချင်တဲ့ချိန်မှာကိုကမအားဘူးဒါမှမဟုတ်လို့ရှိရင်သူတွေး သူတွေ့ကျင်တဲ့အချိန်မှာကိုကအဲဘာလို့ရှင်နေညာလို့ရှင်နေကိုလှုပ်ရှင်တဲ့အရာပဲဦးစားပေးလိုက်တာပေါ့နော်ဦးစားပေးလိုက်ပြီးတော့မှတစ်ဖက်ကလူကတွေ့ရှင်နေရဆိုလို့ရှင်ရင်လည်းတော့မတွေ့ဘူးအဲအဲ့လိုမျိုးပေါ့နော်တစ်ဖက်ကလူကဘာလိုချင်နေရဆိုလို့ရှင်ရင်လည်းမဖြည့်ဆည်းပေးဘူးကိုပေးချင်တဲ့အချိန်မှာပေးတယ်နော်ကိုပေးချင်တဲ့အချိန်မှာပေးတယ်ဆိုတာလေဟိုလိုမျိုးဒီမှာခံစားရတာတော့လေဟိုလိုဘယ်လိုပြောမလဲမရှိလို့ မတက်နိုင်လို့အဲ့လိုမျိုးပေါ့နော်မဖြစ်နိုင်လို့ဆိုတာထက်လေတဖက်ကလူကသူလှုပ်ရှင်ရလှုပ်တဲ့ပုံစံမျိုးပေါ့နော်အခုကြည့်နေလူပဲဖြစ်မလားဒါမှမဟုတ်လို့ရှင်ကြည့်နေလူတွေရဲ့တဖက်လူပဲဖြစ်မလားပေါ့နော်နှစ်ယောက်တစ်ယောက်တစ်ယောက်ကအဲ့လိုဖြစ်နေနော်မရှိလို့မလှုပ်ဝေးရထားစားလို့ရှင်အဲ့လိုမျိုးမလှုပ် ပေါ့ဆတာပေါ့နော်အဲ့လိုပဲပြောရမှာပေါ့နော်မလို့ရှင်လို့လည်းမဟုတ်ဘူးအလေးနဲ့မထားတာပေါ့ဆတာမျိုးပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တဲ့ဟိုတစ်ဖက်ကလူကစိတ်ဆိုးစိတ်ဆိုးစိတ်ဆိုးပြီးတော့မှဖြစ်လာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ तू आ လာတော့ပြီးတယ်လာတော့ပြီးတယ်ဒါပေမဲ့အချိန်ကလွဲနေရောအဲ့ဒီအချိန်နေအဲ့လိုတွေလွဲချော်နေရဆိုလို့ရှိရင်တဲ့နော်ညီးမြဖို့လိုတယ်အဲ့ဒါကိုပြန်တဲမှတ်ဖို့လိုတယ် တစ်ဖက်လူရဲ့ဆန္ဒကိုလိုက်လျောဖို့လိုရဲเนาะအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကြာလာလို့ရှိရင်တစ်ဖက်ကတအားစိတ်ဆိုးသွားပြီးတော့မှတောက်ဆူ relationship ဖြစ်လာမယ်ပူလောင်လာမယ်နော်ဝကြွေးပုံစံမျိုးတွေဆန်လာပြီးတော့နောက်ဆုံးမှအဲ့ relationship ကအဆုံးသတ်သွားလိမ့်မယ်เนาะ အဲ့တော့နောက်တစ်ခုကကြာဒီထဲမှာဘာတွေ့လဲဆိုနည်းနည်း karmic ဆန်တဲ့ relationship เนาะ karmic relationship ပုံစံမျိုးတွေ့တယ်။တယောက်နဲ့တယောက် addition ဖြစ်နေတယ် soil land နေတယ်။အဲတယောက်နဲ့တယောက် soil land နေတာမျိုးเนาะအဲ့လိုမျိုးဘယ်လိုပြောမလဲ။ physical ဘောเนาะရုပ်ဝိုင်းဆိုင်ရာ soil land မှုတွေဒီအဲ့လိုမျိုးတွေလည်းပါနေရေပေါ့เนาะအရင် pure love ဘောအချစ်ဟိုလုံးဝ ဖြစ်ဖြစ်စစ်စင်ရောမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးပါမျိုးမှလည်းတောက်စစ်ဖြစ်နေရဲ့အဲ့တော့ချိန်ကျတော့ဘာဖြစ်လဲဆိုတော့စိတ်ဆိုးစိတ်ကောက်တဲ့လူကကြာလာလို့ရှိရင် စိတ်ပြက်ပြီးတော့မှသူကပြက်သွားမယ်နော်အဲ့လိုမျိုးဆိုလို့ရှိရင်ပြက်သွားမယ်တကယ်လို့အဲ့ဒီအထိမဖြစ်သေးဘူးဆိုလို့ရှိရင်တော့တရားလုံးဝသတိထားဖို့လိုတယ်ရှောင်ဖို့လိုတယ်ပေါ့နော်အဲ့လိုတွေဖြစ်နေတဲ့လူတွေတချို့လည်းဖြစ်ပြီးသွားရင်လည်းဖြစ်မှာပေါ့နော် ပြက်မယ် အဆုံးသတ်မယ်အဆုံးသတ်သွားပြီးတော့လို့ရှိရင်တော့အဲ့ဒီစိတ်ဆင်းရဲရတဲ့လူကစိတ်ချမ်းသာစရာတွေဖြစ်လာမယ်သူကတောက်ပလာနိုင်မယ်နော်အဲ့စိတ်ဆင်းရဲနေရတဲ့တစ်ဖက်လူစိတ်ဆင်းရဲနေရတဲ့သူပေါ့နော်အခုကြည့်နေတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်အဲတစ်ဖက်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တစ်ဖက်လူပေါ့နော်အဲ့လိုပြတ်သွားခဲ့မယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲနေရတဲ့သူအဲအဲ့လူကစိတ်ချမ်းသာရနိုင်မယ်နော်အဲ့လိုအေးစစ်စစ်ဖြစ်သွားမယ် မှာဘာဖြစ်မလဲဆိုတော့အဲ့မှာဘာဖြစ်မလဲဆိုတော့အဲ့ဒီသူကစိတ်ချမ်းသာနေပေါ့နော်ပြတ်သွားတဲ့အချိန်မှာ သူပေးခဲ့တဲ့စိတ်တရားတွေနေလွတ်မြောက်ပြီးအရှင်ညာပေါ့နော်သူပေးတဲ့စိတ်ကံရီသူလှုပ်ရှင်တလို့လှုပ်တဲ့ဥစ္စာကြီးပေါ်ဒီပေါ်စာလှုပ်တဲ့ဥစ္စာကြီးလွတ်မြောက်ပြီးသူကစိတ်ချမ်းသာသွားမယ်။နော်စိတ်ချမ်းသာသွားတဲ့ချိန်ကျမှဘာလုပ်မလဲဆိုအဲ့ဒီသူကပြန်လာလိမ့်မယ်နော်။အဲ့ဒီသူကစိတ်ချမ်းသာတဲ့ချိန်ကျမှပြန်လာလိမ့်မယ်။ ပြီးသွားလို့ရှိရင်ပြန်လာပြီးမရမကလိုက်မယ်နော်အဲ့ဒါမှအင်လက်ဆောင်လေးနဲ့ဖြစ်ဖြစ်သူကြိုက်တတ်တာလေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲသူကငါ့အရှင်တော့ကဘာလေးလို့ချင်တယ်လို့ပြောထားတာနော်ဘာလေးစားချင်တယ်လို့ပြောထားတာဘာလို့တွေ့ချင်တယ်ဘာလို့ဖြစ်ချင်တယ်ဆိုပြောထားတဲ့အရာလေးတွေကို तू ကလေရှိရှိပြီးဆုံးသွားပြီးတော့မှကျန်တဲ့သူကသူတယောက်တည်းအေဂျင့်နေတဲ့အချိန်တောက်ပါနေတဲ့အချိန်ကြမှာ လာပြီးတော့မှအခုမှလာပြီးဖြည့်ဆည်းပေးမယ်ဖြည့်ဆည်းပေးမယ်ပေါ့နော်သူကအဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့သို့တော့အချိန်ကနှောင်းသွားတဲ့အတွက်ကြောင့်မို့လို့လက်မခံဘယ်လိုပြောမလဲထွက်ပြေးနေပြီနော်တစ်ဖက်လူကထွက်ပြေးနေပြီလက်မခံတော့ဘူးတဲ့နော်အဲ့ဒီကဘာဖြစ်သွားမလဲဆိုတော့လက်မခံတော့တာပေါ့နော်လက်မခံတော့ပြီးတော့မှဘယ်လိုပြောမလဲသူ့စိတ်သူဆုံးဖြတ်ချက်တွေ ရဲရင်သွားတယ်ဆုံးဖြတ်ချက်တွေပြတ်သားသွားတယ်လုံးဝကိုတစ်ဖက်လူကိုလှဲ့မကြည့်တော့တာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကဘယ်လိုပြောမလဲအဆုံးသတ်ပြတ်တော့တာပေါ့နော်လုံးဝကိုလှဲ့မကြည့်ရောပဲနဲ့ဒီ relationship ကိုအဆုံးသတ်ပြတ်တာမျိုးဟိုဟာဖြစ်ဖြစ်တာဘယ်လိုပြောမလဲရေစချလိုက်တော့တဲ့သဘောနော်ရေစချတဲ့သဘောသူကလှုပ်လိုက်တော့မယ်ပီပီကိုတော်တော်ကိုတော်တော်ကိုစိတ်ကုန်သွားတာပေါ့နော်တော်တော်ကိုစိတ်ကုန်သွားတယ် စိတ်ပြတ်သွားတယ်လို့ဆိုအောင်ပါဘောနော်စိတ်ပြတ်သွားပြီးတော့ तू ကလုံးဝကြောခိုင်းလှဲ့ထွက်သွားမယ်ကြောခိုင်းလှဲ့ထွက်သွားမယ်နော်ဒီတော့ဆက်ဖြစ်တဲ့ relationship ကနေပြီးတော့မှကိုအပီးတိုင်ကိုယုံထွက်သွားမယ်ဥမာဘယ်လောက်ထိဘယ်လောက်ထိ तू ကလေအဲယုံထွက်သွားမလဲတော့ဆိုတာကလေထားရတော့တမျိုးရဲနေလို့ရှင်မျိုးပြောင်းဟိုမျိုးတွေဘာတွေပြောင်းသွားတာမျိုးအလောက်တူတူလောက်တယ်ဆိုလို့ရှင်အဲ့ဒီအလောက်ကနေပြီးတော့မှလေ ထွက်သွားတာမျိုးအဲ့လောက်ထိကိုသူကလေးစိတ်နာပြီးတော့မှကိုလှုပ်သွားမဲ့သဘောရှိရယ်နော်ဒီ relationship ကိုသူအရန်ကိုသူဟိုဖြစ်သွားတာပေါ့နော်ဒီသူကိုလေအဲ့ဒီတစ်ဖက်လူပေါ့နော်တစ်ဖက်လူကသင်ကိုယ်တိုင်လည်းဖြစ်နိုင်တယ်ဟိုဘက်ကလည်းဖြစ်နိုင်တယ်ပေါ့နော်အခုကြည်နေသူဆရာဆိုလို့ရှိရင်သူမချစ်တာရယ်လို့တော့မဟုတ်ဘူးဘယ်လိုပြောမလဲပေါ့ပေါ့ပြပြလောက်တာလူပဲအလွယ်ပြောရမှာပေါ့နော်ပေါ့ပေါ့ပြပြလောက်တယ်ရှိနေတဲ့အချိန်မှာအလေးနဲ့မထားဘူး အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဒါဖောက်ပြန်မှလည်းဟိုအဲ့လိုမျိုးပေါ့နော်ဖောက်ပြန်တယ်လို့ပဲပြောမှာပေါ့သမီးစားဆိုလည်းဖောက်ပြန်တယ်ပေါ့နော်အဲ့လိုမျိုးဖောက်ပြန်မှရေလို့လည်းမဟုတ်ဘူးဒီလိုပုံပေါ်ဆက်ဆက်ပေါ့နော်ဟိုတစ်ဖက်လူရဲ့ခံစားချက်ကိုအလေးနဲ့မထားတာမျိုးကလည်းအဲဒီအတိုင်းပဲအဆင်မပြေနိုင်ဘူးပေါ့နော် အဲ့လိုမျိုးဆိုတော့တဲ့ तू ကအလုပ်တွေရှိရဆိုလို့ရှိရင်လည်းအလုပ်ကနေထွက်သွားတဲ့အထီကိုနေရာတူတယ်ဒေတာနေရာတူတယ်ဆိုလို့ရှိရင်ကွာအမြဲတမ်းတွေ့နေရတဲ့လူဆိုလို့ရှိရင်လည်းပြောင်းသွားတာမျိုးပေါ့နော်အဲ့လောက်ထိကို तू ကစိတ်နာပြီးရောမှာတဲ့လုံနိုင်ပါတယ်တဲ့နော် toxic relationship ကယုံထွက်ပြီးတော့မှသူကအေးချမ်းသွားလိမ့်မယ်နော်သူကအေးချမ်းသွားပြီးတော့ တော်တော်လေးကိုပြောပြောရှင်းရှင်းတတော်ပပလေးဖြစ်လာလိမ့်မယ်ပြီးသွားလို့ရှင်တော့သူမလက်တွဲပေါ့ဗောနော်လက်တွဲပေါ့နောက်ထပ်တရောက်တွေ့နိုင်တယ်နောက်ထပ်လက်တွဲပေါ့တရောက်သူဟာသူ့ကိုတွေ့နိုင်မယ်သူ့ကိုကမ်းလန်းလာတယ်နောက်ထပ်သူတွေလည်းတင်ဆိုလို့ရှင်တယ်ဗောနော်တင်ကိုနောက်ထပ်ကမ်းလန်းလာတဲ့သူတွေတွေ့လာလိမ့်မယ်နောက်ထပ် ဲ့ဒီပေါ့နော်အချစ်စစ်တွေ့တဲ့သူနဲ့လည်းအဆင်ပြေနိုင်မယ်နော်အဲ့တော့တဖက်လူကဘလို့ကြံခဲ့မှလဲဆိုချင်ရသည်သူ့ကိုချားခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူကလေတို့လိုတန်းလောင်းကိုတို့လိုတန်းလန်းနေသူကြံခဲ့မယ်ဇလန်လေသူဒီဆုံးရှုံးလိုက်ရပြီးရဲ့အချိန်ကျမှာပေါ့နော်ဆုံးရှုံးလိုက်ရပြီးရဲ့အချိန်ကျမှာ तू ကနောင်တရရပြီးတော့မှ အဲ့လိုမျိုးပေါ့နော်။နောင်သားတွေတပွေတပိုင်းနဲ့စိတ်တွေပင်ပန်းပြီးတော့မှတဲ့သူကခံစားရပါလိမ့်မယ်နော်။နောင်သားတွေရပြီးတော့မှစိတ်တွေပင်ပန်းပြီးတော့မှသူခံစားရပါလိမ့်မယ်တဲ့နော်။ဘာလို့လဲဆိုတော့တဲ့သူများရဲ့ emotion ကိုတစ်ချက် emotion ကိုလှဲ့မကြည့်ခဲ့လို့ပေါ့နော်။သူများရဲ့ emotion ကိုမငဲ့ကြည့်ခဲ့လို့တဖက်ကလူကခံစားနေရတဲ့ဥစ္စာကို မစာနာခဲ့လို့ပေါ့နော်မစာနာခဲ့လို့အလေးနဲ့မထားခဲ့လို့ပေါ့နော်အဲအဲ့ဒါကြောင့်မို့လို့အခုချိန်မှာဒီလိုပုံစံမျိုးကယ်၍ပေါ့နော်ပေါ်မှာ ပြောခဲ့တဲ့လိုမျိုးအချိန်ကြိုက်တွေမဖြစ်နေဘူးဆိုလို့ရှိရင်တော့အချိန်မနှောင်းကေမှာပေါ့နော်ဘယ်လန့်စရာအောင်ပြန်ပြီးတော့ညှိပါတစ်ဖက်နဲ့တစ်ဖက်အဆင်ပြေအောင်ပြန်ပြီးညှိပါတဲ့နော်အဲ့ဒါကိုအရင်ဒီထက်မှပြောထားရတယ်နော်ဘာလို့လဲဆိုတော့ emotion တွေကို မ်လိလိရှုမထားဖို့ပေါ့နော်တဖက်လူရဲ့စိတ်ခံစားချက်တွေအမ်စသူရဲ့စိတ်ခံစားချက်တွေသူရဲ့လိုအပ်ချက်တွေကိုပေါ့နော်လိလိမရှုမထားဖို့ကပြောထားတယ်ပြီးတော့နောက်တစ်ချိန်မှာပေါ့နော်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာအရန်ဟူကြီးကွဲဝမ်းနေပြီးဒီအမလားငိုကြွေးနေရမျိုးတွေကအလကားပါပဲလို့ဒီ story ကတော့ပြောထားပါတယ် အဲ့ဒီတော့ဒီဒီနေ့ရပေါ့နော်ဒီနေ့ရအဲ love story ပေါ့နော်တင်းရဲ့အချစ်ဇလန်းကတော့ဒီလောက်ပါပဲ energy ကြိုက်ကြလိုက်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့ energy ကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းအဲအချိန်မနှောင်းသေးဘူးဆိုလို့ရှိရင်တော့ဒီဟာလေးကိုအော်နောက်မှခံစားရမယ့်ကိစ္စမျိုးတွေကိုမလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်အဲကျေးဇူးတင်ပါတယ်